ပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်းများနဲ့စီမံကိန်းများကိုကာကွယ်ပေးနိုင်ဖို့မင်းအောင်လှိုင်ကိုတရုတ်တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရုတ်ဝန်ထမ်းများစီမံကိန်းများနဲ့ဖွဲ့စည်းများရဲ့လုံခြုံရေးကိုတည်တည်ရောက်ရောက်ကာကွယ်ဆောင်ရှောက်ပေးဖို့ရုရှားခီးစင်မှာမင်းအောင်လှိုင်ကိုတရုတ်သမ္မတရှီကျင်းပြင်ကတိုက်တွန်းခဲ့ပါတယ်ရုရှားခီးစင်မော်စကိုမြို့မှာမေလ9ရက်နေ့ကရှီကျင်းပြင်နဲ့ခေါင်းဆောင်မင်းအောင်လှိုင်တို့တွေ့ဆုံခဲ့ခြင်းရှီကျင်းပြင်ကအဲ့ဒီလိုတောင်းဆိုခဲ့ကြောင်းတရုတ်နိုင်ငံသားဝင်ကြီးဌာန ာပြောရေးဆိုခွင့်ရှိသူမော်နင်ကသူ့ရဲ့လူမှုကွန်ရက်မှာရှိတာဖော်ပြထားပါတယ်မြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်းများအဖွဲ့အစည်းများနဲ့ project များရဲ့လုံခြုံရေးကိုတရားစွာကာကွယ်ဖို့မြန်မာနိုင်ငံကိုတိုက်တွန်းပြီးနေဆက်ဖြတ်ကျော်ရာဆွေးမှုများကိုရပ်တန့်ဖို့ပုံမအားထုတ်ဖို့လည်းမြန်မာအစိုးရကတိုက်တွန်းထားတယ်လို့ပြောကြားခဲ့ပါတယ်အထောက်ကြာအာဏာလွတ်လပ်ရေးနေမြေစုမှုရေးနဲ့နိုင်ငံတော်တည်ငြိမ်ရေးချမ်းရေးပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်များကိုတတိရှိရှိနဲ့အရှိန်အမြင့်ဆောင်ရွက်ရမှာတရုတ်နိုင်ငံကမြန်မာနိုင်ငံကိုထောက်ခံအားပေးကြောင်းလည်းရှင်းကပြောကြားခဲ့ပါတယ်မြန်မာပြည် ီလေပိုင်းမှာမလ28ရက်ကငလင်လောက်ခတ်ခဲ့ပြီးရနောက်ထိခိုက်ခံစားခဲ့ရတဲ့မြန်မာပြည်သူတွေကိုတရုတ်နိုင်ငံကဆက်လက်ပံ့ပိုးကူညီသွားမှာလို့ရှိကဆိုပါတယ်စစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကန်ဖွဲ့တွေရဲ့ယာယီပစ်ခတ်ရဲစိုင်းကာလကိုမေလ6ရက်မှမေလ31ရက်နေ့ထိထပ်မံတိုးမြင့်ထားတာကိုတရုတ်ကသဘောတူပြီးအပစ်ခတ်ရဲစိုင်းကိုစောင့်ကြည့်ဖို့မြန်မာနိုင်ငံကိုအခက်အခဲများစေလိုထားကြောင်းတရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနပြောခွင့်ရမော်နင်ကပြောပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့မရိယာမြို့နယ်အရှိချမ်းမှာထိတွေ့တိုက်ပွဲတွေရှိနေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအဆက်မပြတ်ပြုလုပ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမရိယာမြို့နယ်အရှိချမ်းမှာအကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်း၃ခုခွဲဝင်ရောက်ရင်းလေကြောင်းတိုက်ခိုက်မှုတွေတလက်ဆက်လှုပ်ဆောင်နေရလို့ Voice of Mandalay ရဲ့တာဝန်ရှိသူတယောက်ကသတင်းဌာနကိုပြောပါရယ်။မေလာရှိရနေ့မနေ့ကမနက်ပိုင်းမှာမရိယာမြို့နယ်အရှိဘတ်ချမ်းကပိုကုန်းကြောက်တရားနေရှမ်းရွာစားတဲ့ချင်းရွာတွေကိုစစ်ကောင်စီတပ်တွေစစ်ကြောင်း၃နေရာခွဲဝင်ရောက်ရင်းပြည်သူ့ကာကွယ်တပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ်လို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့စကောင်စင်ကဘိုကုံးရွာနီတဝိုင်ကိုဝိုင်တွင်းနေရင်ပုံတိဆက်လီလုံးကျင်းချတိုက်ခတ်ခဲ့ပြီးကြောက်တရာနီတဝိုင်ကိုပါပုံတိရှက်လုံးကျင်းချခဲ့တဲ့ပြင်80ကုံးအနီတဝိုင်ကိုလည်းပုံတိခုနှစ်လုံးကျင်းချခဲ့တယ်လို့သိရပါတယ်ဒါအပြင်အဲ့ဒီနေ့နေ့လယ်ပိုင်းမှာလည်းတိုက်ပွဲဖြစ်ပွားရာနီတဝိုင်ကိုစကောင်စင်ရဲ့ဂျက်ဖိုက်တာက ပုံတိ၅လုံးထပ်မံကျင်းချခဲ့တယ်လို့သိရပါတယ်မတရားရှိချံကတော့ MDY BDN နဲ့ဖြစ်နေတဲ့စာကစာကအထင်နာတော့လင်းရင်နဲ့ရောလက်နက်ကြီးပြမှုတွေရောနေတိုင်းရှိနေရလို့ Voice of Mandalay တာဝန်ရှိသူတယောက်ကသတင်း င်းဌာနကပြောပါရယ်မန္တလေးတိုင်းမီဒီယာမြို့နယ်ထဲမှာအကြံဖတ်စစ်တပ်စခန်းတချို့ကိုရှမ်းမန်းစစ်စင်ရေးတွင် MDY PDF နဲ့တွန်လိုင်းပူပေါင်းတပ်တွေသိမ်းပိုက်ရရှိထားတာကြောင့်အကြံဖတ်စစ်တပ်ကပြန်လည်ထိုးစစ်ဆင်နေတာဖြစ်ပါရယ်နောက်ထပ်တပုတ်အနေနဲ့တိုက်ပွဲညင်သက်နေတဲ့စစ်တွေမှာလက်နက်ကြီးပစ်ခတ်တမ်းတွေပြန်လည်ကြားလာရတဲ့ဆိုတဲ့ကြောင့်တင်ဆက်ပေးပါမယ်ရခိုင်ပြည်မြို့တော်စစ်တွေမှာနှစ်ဖက်တိုက်ပွဲတွေရပ်တန့်နေတာလမ်းနဲ့ချီကြပြီးဖြစ်နေပေမဲ့မင်းကတော့လက်နက်ကြီးပစ်ခတ်တမ်းတွေပြန်ပြီးကြားလာတယ်လို့စစ်တွေဒေသခံတွေကပြောပါရယ်မေလ၈ရက်နေ့ညနေပိုင်းချိန်မှာစစ်တွေမြို့ဒေသက ုခင်မှုစစ်ဌာနချုပ်ဒါကစာရွှေမင်းကန်ရှိတဲ့စကံဖတ်မှာလက်နက်ကြီးပြစ်ခတ်တံတွေထွက်ပေါ်ခဲ့တယ်လို့စစ်တွေမျိုးကံမျိုးသားတအုပ်ကသတင်းဌာနကိုပြောပါတယ်။ မနေ့က၁၀ကျက်လောက်ကြာလိုက်တဲ့ပေါတော်ဘက်ကိုလမ်းပြတာထင်နေတဲ့ကုံဘက်တို့ဘာလို့ဘဲဦးကျသွားလဲတော့မသိဘူးလက်နက်ကြီးပြက်ခတ်တဲ့မကြားရလာနေချီပြီးမနေ့ကမှအတန်ချေကြီးကြာလိုက်ရတယ်လို့ပြောပါတယ်ရခိုင်ပြည်မြို့တော်စစ်တွေကအရခတ်တက်တော်တင်ပိုက်ဖို့ကြံနေသေးတဲ့ရခိုင်ကမြို့၃မြို့နဲ့တမြို့ဖြစ်ပြီးတိုက်ပွဲတွေကစစ်တွေမြို့ပြင်နေရာတွေမှာလွန်ခဲ့တဲ့လနေ့ငယ်ကစတင်ဖြစ်ပွားခဲ့တာပါလက်နက်ကြီးကြီးပြက်ခတ်တဲ့များကျေလောင်စွာကြားတဲ့အတွက်တိုင်းပြည်ပြန်လည်ဖြစ်လာမလားဆိုပြီးစိုးရိမ်နေမိတယ်လို့ မျိုးကံမျိုးသမီးတောက်ကပြောပါရယ်လက်နဲ့တန်တွေပြန်ကြားလာတော့ညာဘက်ဆိုလည်းအိမ်မပြောဘူးတခုခုဖြစ်လာရင်မျိုးပေါ်ကနေတခြားနေရာကိုစစ်ပေးရှောင်လို့လည်းမရဘူးထွက်ရင်ဖမ်းနေဒီအတွက်စိုးရိမ်မိပါတယ်လို့ပြောပါရယ်အရကတက်တော်အေးဘမအပြစ်ခတ်ရစဲကြောင့်ထုတ်ပြန်ပြီး AB လာကစပြီးအခုမီလာပထမပတ်တင်လက်နဲ့ကြီးတစုံတရာပြစ်ခတ်မှုမရှိဘူးလို့ဆိုပါရယ်စစ်တွေမျိုးပြင်ပါရှိစစ်ကောင်စီတက်စကန်တချို့ကိုအင်းကပြီးခဲ့တဲ့ February 9ရက်ကစတင်ပြီးလက်နဲ့ကြီးတွေနဲ့ပြစ်ခတ်ခဲ့ပြီးစစ်တွေမျိုးပြင်ကကင်းစကန်တချို့ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါရယ်စစ်ကောင်စီတပ်ဘက်က လည်းတံပြန်ပြက်ကတ်မှုတွေနဲ့ထိုးစစ်ဆင်မှုတွေရှိတဲ့အတွက်အပြန်အလှန်ပြက်ကတ်မှုတွေမကြခဏဖြစ်ပွားခဲ့ပါတယ်။ခုလိုတိုက်ခိုက်မှုတွေကတော့လွန်ခဲ့တဲ့အေပြီလကစပြီးစစ်တွေမျိုးနဲ့အတွင်းရှက်တန်နေပြီးတလကန်ကြားမှာလက်နက်ကြီးပစ်တံတွေကိုထပ်မံကြားလာတာဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်တပုံးနေနဲ့ပုံပေါ်မျိုးမှာစစ်ရှောင်များခိုလုံနေတဲ့ဖုန်ကြီးကြောင့်ပုံကျဲခံရပြီး15ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ပုံပေါ်မျိုးဖုန်ကြီးကြောင်းတစ်ခုမှာခိုလုံနေတဲ့ဒေသခံများကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေကမေလ10ရက်နေ့မှာကယ်ထုတ်စဉ်စစ်ကောင်စီက 列咒吗？ ဘုံနှစ်ကြိမ်ကြာရစစ်ဆောင်15ဦးကတည်ဆောင်ပြီး30ထက်မနည်းတရားရခဲ့တယ်လို့သိရပါတယ်။မြို့မြောက်ဘတ်ညောင်ပင်ရက်ကွက်တောင်လီလုံးဘုံကြီးကျောင်းမှာရှိတဲ့စစ်ဆောင်400ကျော်က၎င်းတို့ကိုကယ်ထုတ်ပေးဖို့တောင်းဆိုတဲ့အတွက်မနီကသွားကယ်ထုတ်ခဲ့တယ်လို့ KYI စီရင်တဲ့အရင်းမြစ်မျိုးသားတအုပ်ကဆိုပါတယ်။အဲ့လိုကယ်ထုတ်နေစဉ်နီးလေတနိုင်ခွဲကမ်းမှာစစ်ကောင်စီတပ်ကဒရုန်းနဲ့ကင်းထောက်ပြီးတဲ့နောက်တိုက်ခိုက်ရေးလေယာဉ်နဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့စစ်တပ်နဲ့များနဲ့ပါပစ်ခတ်ခဲ့တယ်လို့၎င်းကဆိုပါတယ်။အရှက်သားပြည်သူတွေပေါ်လေကြောင်းတိုက်ခိုက်မှုနှစ်ခေါက်လုံးတဲ့ ယ်။တစ်ခါလုံးရင်ဘုံနှလုံးနဲ့လီလုံးကျင်းနဲ့ကျဲပြီးတော့မှစနက်သက်တွေနဲ့ဖြစ်တဲ့အခါကျတော့ရောက်ရှိတဲ့နေရာမှာတင်း15ရောက်တည်သွားတယ်လို့အဆိုပါသတင်းအရင်းမြစ်အမျိုးသားကပြောပါတယ်။တည်ဆုံးသူတို့မှာတက်ကြီးရွယ်ဦးနဲ့ကလင်းငယ်များစုဖြစ်ကြတဲ့လူ30ကျော်တန်ရာရပြီး9ဦးကပြောင်းဆုံးနေရလို့၎င်းကဆက်ပြောပါတယ်။ရုပ်လောင်းတွေကိုမကောက်ယူနိုင်တည်ကြောင်းသိရပါတယ်။ KIA ပြန်ကြိုင်းတာဝန်ခံဘုံမူကြီးနော်ဘုကလည်းအဲ့ဒီဖြစ်ရက်ကိုအတည်ပြုပါတယ်။ KIA တပ်ပေါင်းစုတွေကသူတို့ကိုတွားချုပ်ပြီးမှလုံခြုံရေးနေရာဘက်ကိုရွှေ့တယ်။အယောက်၄၀၀ကျော်ရှိမယ်။အဲ့ဒီညနေပိုင်းမှာ ဖုန်ကြီးကြောင့်မှလေးကြောင်းနဲ့ပုံကျဲနေတယ်။အဲ့ဒီမှာတင်းရဲသူရင်လည်းပါတယ်၊ဒဏ်ရာရတဲ့သူရင်လည်းပါတယ်လို့ပုံမူကြီးနောက်ဘုံကသတင်းဌာနကိုပြောပါတယ်။စစ်ကောင်စီဝါရပြန် Telegram Channel နဲ့စာမျက်နှာတွေမှာစစ်တပ် drone ကင်းထောက်တဲ့ရုပ်သံများတင်ထားခဲ့ရာဖုန်ကြီးကြောင့်ဒီမှာစစ်ဆောင်များနဲ့ထွက်လာတာကိုတွေ့ရပါတယ်။ကင်းထောက်ပြီးရဲ့နောက်လေးကြောင်းမှအဲ့ဒီညာကိုပုံကျဲခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ အခုနှစ် AB 25ရက်ကစတင်ပြီး KIA KPD ရဲ့ပူပေါင်းတပ်တွေကပမော်မြို့ကိုတကြော့ပြန်ထိုးစစ်စနေရမှာတောင်လေးလုံးရက်ွက်ရှိစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတချို့ကိုသိမ်းပိုင်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဆွဲတဲ့တောင်လေးလုံးဖုန်ကြီးကျောင်းလည်းပါဝင်ပါတယ်။အဲ့ဒီနောက်ရက်ွက်အတွင်ပြန့်ကျဲနေတဲ့စစ်ဆောင်တွေကိုတောင်လေးလုံးကျောင်းမှာစုပေါင်းထားစဉ်မေလ9ရက်နေ့မှာစစ်ကောင်စီလေတပ်ကအဲ့ဒီကျောင်းကိုပုံကျဲတိုက်ခိုက်ခဲ့တယ်လို့အထက်ပါ KIA သတင်းရှင်းမြစ်ကပြောပါတယ်။ဒီဖုန်ကြီးကျောင်းထဲမှာအရက်သားတွေရှိတာတည်နေသူတို့ဘက်ကအရင်တပ်ဆွဲတဲ့နေရာအဲ့ဒီနေရာကိုအတားအလာကိုကျဲတာပုံကျဲမ 复杂。 အဲ့ဒီနေ့ကဆစ်ဆောင်တဲ့ဦးတည်ဆောင်ခဲ့ပြီးအများစုကအဲ့ဒီဘုံကြီးကြောင့်မှဆက်လက်မနေရကြတော့တဲ့အတွက်နေရပြောင်းပေးဖို့တောင်းဆိုခဲ့ကြက KIA နဲ့ပူပေါင်းတပ်တွေကမနေ့ကကဲထုံနေစဉ်ထပ်မံဘုံကြီးခံရတာဖြစ်ပါတယ်။မနေ့ကညနေ6နာရီကမှအဲ့ဒီဘုံကြီးကြောင့်မှဆစ်ဆောင်389ဦးကို12ဘိန်းကား6စီးနဲ့ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါဆစ်ဆောင်များထဲမှာစစ်ကောင်စီတပ်မိသားစုဝင်များပါဝင်နေတာကိုတော့သိရပါတယ်။အရှိတွက်ဘလောက်လဲဆိုတာတော့မသိရပါဘူး။ KIA ပူပေါင်းတပ်တွေကဗမော်နဲ့မန်စီမျိုးလို့ရှိစစ်ကန်တွေကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ anymore. စတင်တိုက်ခတ်ခဲ့တာဖြစ်ပြီးဇန်နဝါရီ၈ရက်မှာမန်စီကိုအပီးသက်သိမ်းပိုင်နိုင်ခဲ့ပြီးဗမော်ကိုဆက်လက်တိုက်ခတ်နေတာဖြစ်ပါတယ်။ဗမော်ရှိအဓိကစခန်းကြီးဖြစ်တဲ့ MNS 7စစ်စင်ရေးကုကဲမှုဌာနချုပ်စခခ21ဝင်းနဲ့ဗမော်မြို့မှာတိုက်ပွဲများဆက်ဖြစ်နေပါတယ်။ဗမော်မြို့မှာစစ်ကောင်စီတပ်ရင်းစခခ21မြို့တောင်ပတ်ရှိအမှတ်49ခြေလင်းတိုင်ရင်တာမိုင်းလုံးပတ်ရှိတာမ88တပ်တချို့ဤပညာတပ်တချို့ထောက်ပို့တပ်စုစုပေါင်းစခန်း9ခုတန်းသာကျန်နေလို့ KIA ထံကသိရပါတယ်။စစ်ကောင်စီဝါရဖြန့် online စာမျက်နှာ ာတွင်ရှိ drone ရုပ်သံတွေမှာ KIA KBDF တပ်ဖွဲ့ဝင်များကိုတိုက်ခိုက်နေပုံနဲ့မြို့တွင်အပြတ်အစီးများကိုတွေ့ရပါတယ်။ဘုံမော်မှာမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေသလိုကဘာကျော်ကြောင်စိမ်းထွက်ရှိရာဖားကံမြို့ဝင်ထွက်လမ်းများကိုပြန်လည်ထိန်းချုပ်လိုတဲ့စစ်ကောင်စီတပ်ကအင်အား600ခန့်နဲ့ဖားကံမြို့ကိုစစ်ကြောင်းထိုးနေပါတယ်။အဆိုပါစစ်ကြောင်းမှာဖားကံမြို့နဲ့မိုင်20ခန့်အကွာကတ်မော်ကြီးရွာမှာရောက်ရှိနေပြီးတိုက်ပွဲများပြင်းထန်နေရလို့ KIA ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကပြောပါတယ်။ကတ်မော်ဆိုတဲ့ရွာဘက်မှာစိုင်းဖရာဘက်ကနေတက်လာတဲ့စစ်ကြောင်းတွေကိုမနေ ေးကခုခံတိုက်ပွဲတွေတော်တော် ပြင်းပြင်းထန်ထန်ရှိရလို့ပြောတယ်။စာခါစဘက်ကလည်းတော်တော်များများအထိနာပြီးမှနန့်ရရွာဘက်ကိုပြန်ဆုတ်သွားတယ်လို့ပြောတယ်။2029ခုနှစ်စစ်စင်ပေါ်ဆောင်တဲ့ရှမ်းမြောင်မှာ MND နဲ့ TNL အဖွဲ့တို့ကတင်ယုံရဲ့ဖိအားကိုရှင်ဆိုင်နေရတဲ့ကချင်ပြည်နယ်မှာ KAI ကမြို့သိမ်းတိုက်ပွဲဆက်လက်ပေါ်ဆောင်နေပါတယ်။စစ်တပ်အာဏာသိမ်းပြီး၃နှစ်အကြာမိနစ်ကနှစ်ဆက်ကစတင်ပြီး KAI နဲ့ပူးပေါင်းတပ်တွေကကချင်ပြည်နယ်အတွင်းမြို့သိမ်းစစ်စင်ရေးတွေကိုအရှိန်မြှင့်လာခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။